ကဲစင်ကာပူမှာကိုယ့်ရဲ့တမီးရှိတယ်ဆိုလို့ရှင်တတိတာထားလိုက်တော့ကလားနဲ့လိုက်ကုန်းနေတယ်ဆိုတာတော့မှတ်ထားလိုက်တော့ဘာကြောင့်အဲ့လိုပြောလဲဆိုလို့ရှင်ပြီးကြံပြောပြမယ်အခုဒီမှာပြောပြတဲ့ဟာကကျွန်တော်အခြားလူမျိုးတွေမပြောပြဘူးကျွန်တော်တို့တိုင်းသားရှစ်မျိုးကိုကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ်အခြားလူစိတ်ဝင်စိတ်လည်းဝင်စားဘူးเนาะဆိုတော့ တိုင်းတပားမှာမြန်မာလူမျိုးဆိုတာအတီးတီးနိုင်ငံအတီးတီးမှာရောက်ရှိနေတဲ့မြန်မာလူမျိုးဆိုတာအများကြီးကအများကြီးဒါပေမဲ့လို့အတချိန်လုံးနာမဲ့ထွက်နေတဲ့ဟာတော့စင်ကာပူပဲဖြစ်ပါတယ်။ဒါကြောင့်မလို့စင်ကာပူမှာကိုယ်မှာတားသမီးကိုယ်မှာကိုယ့်ရဲ့မိန်းမစင်ကာပူမှာရောက်ရှိနေတယ်ဆိုလို့ရှိရင်တတိသာထားလိုက်တော့ဘယ်လိုတတိထားရမလဲဆိုလို့ရှိရင်အဓိကတော့ကလားနဲ့ကုန်းမကုန်းမကုန်းနဲ့ကုန်းမကုန်း Sunday တိုင်းမှာ ကျမမှာယောက်ျားမရှိပါဘူးကျမမှာချစ်သူမရှိပါဘူး single မှ single single အစ်မစစ်ပါဆိုပြီးတော့ဟလာကလားတဲ့တွားပြီးတော့ကုန်းတာပြီးကြတော့တို့ကဒေါ်လာ9.30ပဲရရတယ်ဘာမှမရဘူးတချို့ဆိုနှခမ်းနေတောင်း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 ပဲရရတယ်နော်တချို့ဆိုနှခမ်းနေတောင်းမှဘာမှမရဘူးတို့စာလို့ကိုတမင်သွားစားတာရှိတယ်မြန်မာမျိုးသမီးတီထဲကဒါကြောင့်မလို့ခုကစင်ကာပူမှာရောက်ရှိနေတဲ့မြန်မာပြည်သားတွေမြန်မာမိန်းကလေးတွားကြည့်လိုက်တို့ ပိုင်ထားတဲ့လက်သုပ်စာလက်သုပ်စာလေးကိုမထင်းချောင်းနိုင်ပဲနဲ့ဟုတ်လားကန်းချီမှာဘလူပြန်လောက်ကဘလူပြန်ရထားပေါ်မှာဘလူပြန်လောက်ကဘလူပြန်ပေါ်ရင်ကြီးကိုသူတို့မှရှက်တရားမရှိအောင်အဲ့တော့ခမားတို့ရဲ့တားသမီးကဟိုမှာခမားတို့မယားတွေကဟိုမှာစင်ကာပူမှာနော်ကလားနဲ့ကုန်းနဲ့ဆိုတာရောတိတာတိကြလားအခုစင်ကာပူမှာရောက်ရှိနေတဲ့ကလကုန်းမှလည်းကျွန်တော်မပြောလို့တော့ဘူးသူတို့ကဘလောက်ပဲပြောပြောသူတို့ကမနာတယ်လို့သူတို့ကမလို့မှလည်းဟိုအမှတ်မရကြဘူး ဒါကြောင့်မလို့ခုလက်ရှိမြန်မာပြည်မှာရှိတဲ့ခမားတို့ရဲ့အတိုင်းအဝိုင်းခမားတို့မိပါတွေကိုကျွန်တော်ကပြောပြအချင်းဖြစ်ပါတယ်ခမားတို့ရဲ့တားသမီးဟိုမှာဖားတယ်ဖြစ်နေတာဖားတယ်အလုပ်လုပ်တယ်ဆိုတော့ကျွန်တော်ပြောပြချင်တယ်နောက်တစ်ခုကကိုယ့်ရဲ့တားသမီးကိုသွားကြည့်လိုက်ပါစင်ကိုမှာရောက်ရှိနေမိန်းကလေးတော်မင်းများကိုသွားကြည့်တို့ရဲ့လစာတင်း60ကနေတင်း60ကြားမှာလည်းရတယ်နော်တကယ်လို့တလကိုတင်းတရာတင်း70 90ပို့နိုင်ပြီဆိုလို့ရှင်တတိတာထားလိုက်ဒါကလားနဲ့ကုန်းလုံးအဲ့လိုမျိုးပို့နိုင်တာစင်ကာပူရဲ့စီကံကဘာလဲဆိုတော့ကိုပိုင်စီးပွားရေးလည်းလုပ်လို့မရဘူး အရင်ကတော့သွားတွေ့တာလမ်းပေးနာမှာသူကဖျားလေးခင်းပြီးတော့သူ့ဟာသူရောင်းတာဟိုပစ္စည်းလေးတွေရောင်းတာဒါကိုရဲတပ်ဖွဲ့ကဖမ်းခံရတယ်ရောင်းပိုင်ကိုမရှိဘူးသူတို့ကအလုတ်တစ်ခုရဲ့လုံလုံရမှာနော်အဲ့လိုရှိအလုတ်သွားနေတဲ့လူတွေပြောတာပါအလုတ်နဲ့သွားတဲ့လူတွေကိုဆိုတော့တင်း40နဲ့တင်း60ကြားမှာပို့နိုင်မယ်တင်း70 90 100ပို့နိုင်တဲ့လူဆိုလို့ရှိရင်တချို့မိပါဒီကအပျော်ကြီးပျော်ပြီးဟိုမှာထိုင်စားနေတယ်ငါမင်းမကငါသမီးကဒီလောက်ပို့နိုင်ပါလားဆိုပြီးအပျော်ကြီးပျော်ပြီးထိုင်စားမပျော်နဲ့ ခမရရဲ့သမီးကဟိုမှာဖာတယ်အလုပ်လုပ်နေတာခမရတိလားဟမ်ဖတ်ထားစေခြင်း ਨੇ ပြီးတော့သူတို့ကကလားနဲ့ကုန်းနဲ့ဆိုရင်လေအာခုလိုမျိုး privacy ပေါ့နော်လက်ရှိ hotel မှာတူတူတိတ်တိတ်သွားပြီးတော့ကုန်းတာမဟုတ်ဘူး public မှာ public မှာမြန်မာဆိုတဲ့နာမည်ကိုဖြည့်စည်ပြက်လို့ရအမြဲတမ်းလုပ်နေတာကတော့စင်ကာပူပဲဖြစ်ပါတယ်စင်ကာပူမှာရောက်ရှိနေတဲ့မြန်မာတိုင်းသား၈မျိုးထဲကအမျိုးသမီးတွေပဲဖြစ်ပါတယ်အဲ့ဒါကို MC တားလာပြောပြတာပါ နောက်တစ်ခုကတိုင်းပြည်ထဲမှာရှိတဲ့လူကြီးတွေတိဘုတ်လိုတယ်စင်ကာပူကနေပြန်လာတဲ့မိန်းကလေးဟူမှန်တမယကိုကောင်းမကောင်းခဏထားအောင်တွေးရတော့စစ်ဖို့လိုတယ်အဲ့လိုမျိုးသားတွေးမစစ်ဘူးဆိုလို့ချင်းမြန်မာပြည်မှာနောက်တနည်းနည်းဆိုလို့ရှိရင်တော့အဲ့ဒီเนาะပြောတဲ့စကားရှိပါတယ်ဒီအဖုတ်တဖုတ်တဖုတ်ကြောင့်เนาะတိုင်းပြည်ကိုရောင်းစားလုပ်ရတယ်ဆိုတဲ့စကားရှိပါတယ်အဲ့ဒီတိုင်းဖြစ်လာမှာမြန်မာပြည်မှာအဲမှာရှိတဲ့ယောက်ျားလေးဟူမှန်တမယလူအလုံးဟူမှန်တမယ AIDS နဲ့ပဲတိတ်ကုန်တော့မှာဒါတော့သိကြပါတယ် ဲ့ဒါတိုင်းပြည်ကလူကြီးတွေသိဖို့လိုပါတယ်ကျေးဇူးပါဗျာ